အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငရဲမွေးမြူနေ့အကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ငရဲကိုဘာကြောင့်မွေးမြူတဲ့လဲငရဲဟာလက်ရှိဈေးကွက်မှာလူကြိုက်အများဆုံးကဖြစ်နေခြင်းယောဂမရှိအကျန်းခံခြင်းပြည်တလောက်စားစားတလောက်စိုက်တတ်သောငါဖြစ်နေခြင်းဘယ်ငါတိုင်းမဆိုရတလောက်ယူသောတိုင်းချင်ငါဖြစ်နေခြင်း အကျဉ်းခံဆုံးငါဖြစ်နေခြင်းအတေအပြောက်နေခြင်းအစာကြီးမများခြင်းဝယ်လိုအားအကောင်းဆုံးဖြစ်နေခြင်းလက်ရှိမွေးမြူသူအလွန်နေ၍ဈေးကောင်းရနိုင်ခြင်းအစရှိသည့်တို့ကြောင့်မယံကိုမွေးမြူသင့်ပါれငရဲ့မျိုးစိမ်များမြောင်များစွာရှိသည့်အနက်မြန်မာနိုင်ငံမှာတော့ငရဲ့၅မျိုးရှိပါတယ်အဲ့ဒါတွေကတော့ငရဲ့အောက်ငရဲ့တိုင်း ငါအုံးမငရင်ပနောငရင်ခေါင်းလိုဖြစ်ကြပါတယ်ငရင်ဝင်းမြူတဲ့ညီနေရရွေးချယ်ခြင်းဝင်းမြူဝင်းနေရဟာတစ်နှစ်ပတ်လုံးရေနေနိုင်တဲ့ညီဖြစ်ရပါမယ်ရေကိုကောင်းစွာထိန်းသိမ်းနိုင်သည့်ရှင်စင်းမြေရှင်နှောင်းမြေဖြစ်ရပါမယ်ဒေသ၌ငရင်သားပေါများလွယ်ရကူကြနိုင်သည့်ညီအမျိုး ဖြစ်ရပါမယ်ကံတူဖို့ခြင်း ်မွေးမြူသူများအနေဖြင့်မိမိနေအိမ်တွင်ရှိတနိုင်တပန်းကံများ၌မွေးမြူနိုင်တဲ့ကဲ့သို့စီဝါဖြင့်မွေးမြူလိုပါကတေကကံများအထိတိုးချဲ့မွေးမြူဖို့လိုအပ်ပါတယ်ရေအနက်၃ဘီမှ၅ဘီကံအထိတူးဖော်ရပါမယ်ရေကိုအမြဲထိန်းထားရပါမယ်မိုးများသည့်အခါကံရေရှမ်းခြင်းမှကာကွယ်ရန်ကံပေါင်းထိမှရေရှမ်းပေါင်းများ ထားပေးရပါမယ် ခံပေါင်းပေးပတ်လို့တင်အရေးရငပြောပင်များ စိုက်ပေးရန်နှင့်စားပင်အပြစားများကာယံပေးထားရပါမည်။ငရံမွေးမြူပါကတဘာဝအမေရိကန်သည်အကောင်းဆုံးဖြစ်ပါတယ်။ကံအချောက်ခံခြင်းမွေးမြူမီကံအားအချောက်ခံနေပါလေ။ကဲအချောက်ခံသည့်အခါတွင်ဖက်ကြအကွက်သည့်အချောက်ခံနေပါလေ။ထုံးထည့်ခြင်း ဖောက်ထုံးခေါ်သည့်ထုံးကိုအများသောအလုံးပြုတ်တယ်ပါတယ်ထုံးထဲရရင် ကံအော့ချီကျဲမြပေါ်တွင်သာမကကံမွန်ပေါ်တွင်ပက်လေတွင်လဲထုံးဖြူပေးရပါမယ်ရေဩဇာတည်ရင်ဆောင်ရွက်ခြင်းသားပေါင်းများကိုပြုစုနေစဉ်ကာလအတွင်းအစာအလုံးလောက်ရရှိစေရန်အရေးကြီးပါတယ်သိငယ်သောသားပေါင်းများဖြစ်တဲ့အတွက်ရေကူးသွားလိုက်ရရင် အချင်းကြကြအဝေးကိုမကူခန့်နိုင်ပါ ဒါကြောင့်တဘာဝအစာများကျော်ဝနေရလိုအပ်ပါတယ်။ယူရီးယားနဲ့တီဆူပါတို့ကိုထည့်ပေးနိုင်ပါတယ်။ကြက်ချီ၊နွားချီများထည့်ပေးခြင်းဖြင့်ရေဩဇာဓာတ်ကျော်ဝစေပါတယ်။ရေရောင်စိမ့်လာပါကနယံသားပေါင်းများထည့်လို့ရပါပြီ။နယံသားပေါင်းများနားဖူရင်အရေးရပေးတာပဲအနည်းငယ်ထည့်ပေးနိုင်ပါတယ်။ တေကကိုငရင်သားဖို့အကောင်ကြီးတပေါင်းွယ်နှုတ်ဖြင့်ထဲ့သွင်းမွေးမြူနိုင်ပါတယ်။သားပေါ်များအွေဆန်းညီပါက အဖက်တင်လုံးကောင်းမွန်ပြီးကြီးထွားလုံးပုံမှုကောင်းမွန်ပါတယ်။အစာကျွေးခြင်းငရင်များသည် အသားသားတရဝါ၅မျိုးဖြင့်ကြီးထွားလုံးပုံမှုကောင်းမွန်စေပါနဲ့။ဒါကြောင့်အသားဓာတ်25ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းထိပါဝင်သောအစာကျွေးတင်ပါတယ်။ ွဲလို့30ရာခိုင်နှုန်း၅ကြိမ်မုတ်40ရာခိုင်နှုန်းဘဲဖက်30ရာခိုင်နှုန်းဆက်ယူလဲကျွေးနိုင်ပါတယ်မွေးမြူကာလ၈လအကြာတွင်40ကျပ်သားမှ60ကျပ်သားထိကြီးထွားနိုင်ပါတယ်ငရံကို35များနှင့်တွဲဖက် တွဲဖက်ရောနှောမွေးမြူရင်မသိတော့ပါအဘောင်များစုဆောင်းနိုင်သည့်နီလန်များငရံသားပေါင်များကိုရေခင်က စေထိုးတပ်ဖွဲ့နေဖြင့်မဆောင်ရွက်နိုင်တဲ့ဖြစ်သဘာဝအတိုင်းတပ်ဖွဲ့ခြင်းကိုဆောင်ရွက်ခဲ့ကြပါတယ်။တပ်ဖွဲ့ရာတွင်ပြည်20ပတ်လည်ခန့်တန်ငယ်တွဲတွင်တနင်္သာအထက်ကိုငရင်အထီးအမကိုထဲကရွေးဖောက်ရပါမယ်။ငရင်သည် အတိုက်ပြုလို့ရဥဥတက်တဲ့အပြတ်ကြောင့်အပင် အကိုင်းခံများခဲ့ထားရန်လိုအပ်ပါတယ်။အတိုက်ဖွဲ့ဥဥချပြီးတပတ်ခန့်အကြာတားပေါက်နိုင်သည့် သားပေါင်းများကိုနှလက်မှ သုံးလက်မှရရှိပါကဥမှုကောင်းပါပါတယ်။ယခုအခါစေထိုးသားပေါက်တဲ့နေဖြစ်လဲအောင်မြင်စွာပေါက်နိုင်တော်လဲအနည်းချင်းသာရှိပါသေးတယ်။မရက်မျိုးများသည့်ကြည်ထွန်းလုံးကောင်းမွန်ခြင်းအသားမြပြခြင်းအယူနယ်ပါခြင်း အသားချုံမြင့်ရင်းတို့ကြောင့်မြမလူမျိုးများနှစ်ချိတ်စွာ စားသုံးလိရှိကြပါလေ။မရန်သည် တခြားငါးမြတ်တဲ့အကျန်းခံနိုင်ခြင်းယောဂါဒံခံနိုင်ခြင်းရည်နှောင်းခြင်းမှုကိုလည်းခံနိုင်ပြီးဈေးကွက်တင်လဲကောင်းမွန်သောကြောင့်တဏ္ဍာန်တပိုင်းဖြစ်စေစီးပွားပြည့်ပဲဖြစ်စေမွေးမြူတဲ့ကြောင်တင်ပြရင်ဒီတင်ပဲအဆုံးသတ်လိုက်ရပါလေကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာ